အားလုံးပဲမင်္ဂလာပါ Amazon ကနေကျွန်တော်တို့စကားဝါနဲ့ပို့လိုက်တဲ့ပစ္စည်းပေါ့နော်အဲအိမ်မှာလူမရှိဘူးဒါပေမဲ့အဲကိုအိမ်မှာလူရှိတဲ့အခါပြန်ပို့စေချင်တဲ့ရချင်းပြန်ယူနည်းလေးအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကိုယ့်ရဲ့ Amazon application နဲ့ဝင်လိုက်မယ်ပြီးရင် menu bar ထဲဝင်မယ်ပြီးရင် your order ကိုဝင်လိုက်မယ်ပေါ့နော်။အဲပစ္စည်းအခြေအနေကိုကျွန်တော် ကြည့်လိုက်မယ်ပေါ့နော်။ဘယ်လိုအခြေအနေရှိလဲပေါ့ ဒီမှာပထမဆုံးစကြည့်ကျွန်တော်ကျွန်တော်ကြောင်းပါတယ်အဲပစ္စည်းကရောက်မလာဘူးပေါ့နော်ဘာလို့လဲပေါ့ကြည့်လိုက်တဲ့အခါမှာတော့တကယ်ပြီးမှတင်ချပေါ့နော်အပေါ်ကဆောင်ဖက်ကြည့်လိုက်တဲ့အခါမှာတော့တကူကူအဲဒါတက်တဲ့ပုံစံပဲပေါ့နော်အာပစ္စည်းကရောက်မလာဘူးပေါ့နော်အဲ့တော့ကျွန်တော်ကဘာလို့ရမလဲဆိုတော့ဒီမှာ tracking ဒီ content to စကားဝါ cubin ဆိုတဲ့ဟာလေးကျွန်တော်နှိပ်လိုက်မှာပေါ့နော်ဒီမှာသူ့ရဲ့ဟိုလုံးလို့ရမယ့်ဟာလေးတွေပေါ့နော်နီလန်းလေးသူတင်ထားတာရှိတယ်အဲ့တော့အဲ့ဟာလေးကိုကျွန်တော်တစ်ချက်ကြည့်ကြည့်မယ် အောက်ကိုနည်းနည်းဆွဲပြီးတော့ကျွန်တော်တွားကြည့်လိုက်မှာเนาะဒီဟာကဘာတွေလဲဆိုတော့သူကဒီတက်ဆိုင်ရာသူတို့ပို့လိုက်တဲ့ delivery tracking link နေပေါ့เนาะအဲအဲ့တော့ကိုယ့်ကိုပို့လိုက်တဲ့ tracking link ရတဆင်တွားလို့ရတာပေါ့ခုမှပထမဆုံးစတုံးမဲ့သူတွေကတော့ဒီ tracking link ကတွားလို့ရတာပေါ့เนาะဒါမှမဟုတ်လဲအဲရမတ်သူဆိုရမတ်သူကောင်းပြီးစကားဝါဆိုစကားဝါအကောင့်ဖွင့်ပြီးတော့ပေါ့เนาะ tracking လိုက်ပြီးတော့တွားလို့ရတယ်ဒါပေမဲ့ကျွန်တော်ကခုကဒီစကားဝါခုမှပထမဆုံးပေါ့เนาะအကောင့်လုံးဖွင့်ရသေးဘူးဆိုတော့ကျွန်တော်ဒီ tracking link ကနေအရင်ဆုံးတွားကြည့်လိုက်မှာပေါ့เนาะအဲ့တော့ဒီစကားဝါ ကျင်းရဲ့ဒီ token link website token link လေးကိုကျွန်တော် copy ကူးလာမယ်ပေါ့နော် copy ကူးပြီးတော့ browser တစ်ခုခုမှာသွားပြီးတော့ paste ချလိုက်ပေါ့နော်ဒီ link လေးကို paste ချလိုက်အဲ့တော့ဒီနေရာလေးမှာကျွန်တော်ပေးချလိုက်မယ်ပြီးအဲ့လင့်လေးကိုနှိမ့်လိုက်မယ်ဒီမှာ token လိုက်လို့ရတဲ့ link နေကြလာတယ်ပေါ့နော် ီမှာပေါ့နော်စကားဝါထွက်ကင်နံပါတ်ဆိုရင် link ကအမှန်တကယ်တော့အလုံးမလုံးပေါ့နော်အဲ့ link ကကျွန်တော်ကိုယ်တိုင်လည်းအဲ့ link ကိုနှိပ်မိသွားတယ်ဒါပေမဲ့ရှစ်ဆယ်ဘာမှသွားလို့မရဘူးကြော်ညာတွေပဲတက်လာပြလို့တော့အဲ့ဆိုရင်တော့တရားတစ်ခုပေါ့နော်တစ်ခုခု hand ဖြစ်တယ်လို့ခံစားရတယ်ကျွန်တော် ပြန်ထွက်ပြီးတော့နောက် က link တစ်ခုကိုပဲကျွန်တော်ဆက်သွားလိုက်တယ်ပေါ့နော်အဲဒါဒီလို link ရသွားမယ်လို့ရှင်လဲဒါလေးတွေကိုတတိထားပေါ့နော်အဲဘာလို့လဲဆိုတော့ဒီသူ့ရဲ့ထားပါတော့ option website link ဆိုရင်ဒီလိုကြောင်ကြာလေးမတက်ဘူးပေါ့နော်အာ yamat တို့ထွက်ကင် link ယူရင်လည်းအဲ့တိုင်းပဲတကယ်ဟိုဟိုဘယ်လိုပြောမလဲဆိုတော့ in tracking in link လို့ပဲပြောရမှာလားမဟုတ် in website link ညာအရင်ဆုံးတက်လာတယ်အဲ့လိုပုံစံမျိုးပေါ့နော်ကျင်းသုံးလို့ရတာကဒီ monotony hour service ဆိုတဲ့ website ပေါ့နော်အဲ့မှာကျွန်တော်ကခုနက ဒီကျွန်တော်ရဲ့ tracking ID လေးကိုကျွန်တော်ဒီမှာပင့်ချပြီးတော့ဗောနော်ရှာကြည့်လိုက်ပါမယ်။သူ hour ဆဲဟိုဟာဂျီမာရူဗောနော်။အောက်ကအပြောင်းလေးကိုကျွန်တော်နှိပ်လိုက်မယ်။ဒီမှာကကျွန်တော်ကြည့်လိုက်တယ်ဗောနော်။အဲအမှန်တကယ်ကပစ္စည်းရပို့လိုက်တယ်သူကဟို ဖူဆိုင်ဆိုပြီးဖြစ်သွားမှာအိမ်မှာလူမရှိလို့ပြန်ယူသွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အမှန်တကယ်ကအဲ့နေရာကျွန်တော်တနေ့လုံးအိမ်မှာရှိနေရပေါ့နော်သူတို့ဘက်ကဘဲမတီးပဲတကားမခောက်ပဲနဲ့ပြန်သွားတယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းအဲဒီဟာဖတ်ကြည့်မှဒီဟာအစာပိုင်းကနည်းနည်းလေးကြောင်သွားတယ်ဘာလို့လဲပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကရက်ချင်းပြန်ယူမယ်ဆိုရင်ရက်ချင်းပြန်ယူမယ်ဆိုရင်ကျွန်တော်တို့ကဒီအိုမိုချီ မိုချီမိုတိုရီပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကျွန်တော်ရှေ့ဆက်သွားမယ်အဲဒီမှာကိုပြန်ယူခြင်းတဲ့အချိန်ပေါ့နော် ကိုပြန်ယူခြင်းတဲ့အချိန်ကို was ဒီ sign height ဆိုဆိုတာလေးနှိပ်မယ်ပေါ့နော် ပြီးရင်ကိုယူမဲ့အရက်ပြီးရင်အချိန်ယူရေးပြီးတော့ကျွန်တော်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ Goji Taku ရဲ့ sign height sign height ဆိုကိုနှိပ်ရမှာပေါ့နော်အဲ့တော့ကျွန်တော်လိုချင်တဲ့အဲရက်ယူရေးမယ်ပေါ့နော်ပြီးရင်နာရီယူရေးမယ် ဒီအချိန်ရွေးပြီးရင်ကျွန်တော်တို့နောက်ဆုံးကဖုန်းနံပါတ်ထည့်ပေးရမှာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်ကိုဖုန်းနံပါတ်မရှိဘူးဆိုတော့ကိုယ့်တငယ်ချင်းတယောက်ရဲ့ဖုန်းနံပါတ်ကိုထည့်ခြင်းလည်းထည့်လိုက်ပေါ့နော်ကိုမှကျွန်မဆက်ရောက်တဲ့တည်းကဖုန်းနံပါတ်မရှိရင်တော့အဲ့လိုလုပ်လို့ရတာပေါ့နော်သူကဖုန်းနံပါတ်မထည့်ရင်တော့ရှင်းဆက်သွားလို့မရဘူးပေါ့နော်ဖုန်းနံပါတ်ထည့်ပြီးကောဂျီတာကိုရဲ့ဆိုင်ဟန်တက်ဆုကိုနှိမ့်လိုက်တာနဲ့ကျွန်တော်တို့လိုချင်တဲ့ရောက်ကိုပြန်ချိန်ပြီးသားဖြစ်ပါပြီဒါပေမဲ့ဒီတစ်ခေါက်ကကျွန်တော် website ကမချိန်မနေဖုန်းဆက်လိုက်ပါပေါ့နော်ဒီမှာပါတဲ့ကျွန်တော်ဖုန်းကိုဆက်လိုက်တယ် ကျွန်တော်တော့စမ်းကြည့်တာပေါ့နော်ဖုန်းမဆက်လဲရတယ်ပေါ့ဖုန်းစမ်းတော့ပို့ပြီးတော့ပေးကုန်ပါတယ်အဲ့တော့ခုန website ကနေပဲဒီ gojita.co.kr ဆိုင်ဟာတဆုကိုလောက်ဖို့တော့ပို့ပြီးတော့အကြံပေးတယ်ပေါ့နော်တကယ်လို့မှအဲအဲ့မှာရှင်းလို့မရတဲ့ပြဿနာဆိုရင်မှဖုန်းဆက်ဖို့အကြံပေးတယ်ပေါ့နော်ဖုန်းဆက်ဖုန်းပေးကုန်တယ်ပေါ့နော်တခါခါကျ free ဖုန်းတွေလည်းရှိတယ်ဆိုရင်ပဲဒါပေမဲ့ပေါ့နော်အဲတခါခါကျအခကျငွေကြတဲ့ဖုန်းတွေဆိုရင်တော့ကိုယ့်ဘက်ကပေးကုန်တယ်ပေါ့နော်အဲ့တော့ဒီမှာကကျွန်တော်အရင်ဆုံးပေါ့နော်ဒီဆက်ကနေညွှန်ကြားတဲ့အတိုင်း line လောက်လိုက်ပေါ့နော် ဘာနှိပ်ပါဘာနှိပ်ပါဆိုအဲ့တိုင်းကျွန်တော် line နှိပ်တယ်ပေါ့နော်အော်နံပါတ်2နှိပ်တယ်ပေါ့နော်သူကအဲဒီ food food sign နဲ့ပတ်သက်လို့ရှင်တော့နှစ်ကိုနှိပ်ပါပြောလို့ကျွန်တော်နှစ်ကိုနှိပ်လိုက်တယ်ပြီးတော့နောက်ထပ်သူကနံပါတ်တွေရိုက်ထည့်ခိုင်းတယ်ပေါ့နော်အဲ့ဒီနေရာမှာနံပါတ်ရိုက်ထည့်တဲ့နေရာမှာအဘယ်လိုပြောမလဲဆိုတော့နံပါတ်ရိုက်ထည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီကိုယ့်ရဲ့နံပါတ်တွေပြန်သွားကြည့်ရတာပေါ့နော်ဒီကိုယ့်ရဲ့ဒီ tracking ID နံပါတ်ကိုသွားကြည့်ရတယ် အဲ့ token number ကိုရိုက်ထည့်တယ်ပေါ့နော်ဒါမဲ့ token number ရိုက်ထည့်တာလည်းမှားနေတယ်ပြောလို့ပေါ့နော်နောက်ဆုံးသူရဲ့ကိုယ်တိုင်ပဲသူတို့ကိုယ်တိုင်ပဲဒီ operator ဖုံးလွှဲပေးလိုက်တယ် အော်မရီနာနဲ့ဖုန်းပြောတဲ့ခါကတော့ကိုယ့်ရဲ့အကြောင်းရအရင်ပြောရတယ်ပေါ့နော်ဒီပစ္စည်းရောက်မလာလို့ပြီးရင်သူက tracking number မေးတယ်အဲ့ tracking number ကိုပြောပြီးတော့ပေါ့နော်အဲကျွန်တော်လိုချင်တဲ့အချိန်ကိုပေါ့နော်ပြန်ပို့ခိုင်းလိုက်အဆိုင်ဟိုက်တာဆိုကိုဘယ်လိုပြောမလဲဆိုတော့အဲပြန်ပို့ဖို့ပေါ့နော်ပြောလိုက်တဲ့အချိန်မှာအဲဒီနေ့သူ7နာရီနဲ့တနနေ့7နာရီရလာပို့ပေးမှာပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအဲ့တော့ပစ္စည်းရောက်မလာတဲ့တွေကော်ဖူဆိုင်ဖြစ်တဲ့တွေကဒီနေ့လေးတိုင်းပြန်ပြီးတော့ဟိုအဆိုင်ဟိုက်တာဆိုပေါ့နော်ကိုအင်ကိုနောက်တစ်ခေါက်ပြန်ပို့ခိုင်းလို့ရပါတယ်အလုံးအစီအပြေကြပါစေ။ တကယ်လို့ဘောနော် delivery ရဲ့နေမှာကျွန်တော်တို့ဒီ food sign ဖုတ်တဲ့ဒီအကြောင်းအရာဆိုရင်တော့ကျွန်တော်တို့ဒီ customer service ထင်ကနေမှာဒီ my order ကိုနှိပ်ပြီးတော့ဘောနော်ကိုပစ္စည်းမြောက်တဲ့အကြောင်း report လည်းတင်လို့ရပါတယ်အဲ့တော့ my order နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ကခုရောက်မလာတဲ့ပစ္စည်းကိုကျွန်တော်ရွေးမယ်ပေါ့နော်ပြီးတော့ဒီ delivery issue ကိုနှိပ်လိုက်မယ်ပြန်တော့ tracking show delivery packing not receipt ကိုနှိပ်လိုက်မှာပေါ့နော် ဒါကတော့ဒီပုံစံနဲ့မဟုတ်တဲ့တခြားပုံစံဆိုရင်တော့ဒီအမေဇွန်ကဒီဆယ်လာကို content လုပ်တဲ့သဘောပေါ့နော်။သူ48နာရီအတွင်းလဲသူတို့ response လုပ်မယ်ဆိုပြီးတော့အာဒီမှာပြထားတယ်ပေါ့နော်။တကယ်လို့ပစ္စည်းရောက်မလာတဲ့ခါအကြောင်းမျိုးမျိုးဖြစ်လို့ရှင်တော့ဒီလိုနီးလန်းလေးတွေနဲ့ကျွန်တော်တို့ဟိုလုပ်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။